သင်ဖုန်းထဲကို message တခုဝင်လာဘူးလားမင်္ဂလာပါဂျူလီယာလားကျွန်တော်တို့ဒီနေ့ဖျားခါမှာတွေ့ဖို့ချိန်ထားတာလေးဆိုတဲ့လူမားဖို့တဲ့ message မျိုးပေါ့သင်ကလူမားနေပါပြီလို့ယဉ်ကျေးဆိုပြန်ဖြေလိုက်တယ်အဲ့ဒီလူကဩတောင်းပန်ပါတယ်ကျွန်တော်မှတ်ထားတာမှားသွားလို့ပါဒါနဲ့ပြောရရင်ခမရရဲ့ profile ပုံစံလေးကစိတ်ဝင်စားဖို့ကောင်းလို့မိတ်ဆွေဖြစ်ခွင့်ရှိမလားလို့ပြန်ပြောတယ်ဒါဟာမတော်တဆဖြစ်ရတဲ့ခုမျိုးဟုတ်ပါဘူး ာဟာကဘာပေါ်မှာအန်ဒီရဲ့အကြီးဆုံးစိတ်ပိုင်းဆိုင်ရာအထူးကိစ္စုံလင်းလင်းမှုတစ်ခုရဲ့အစပါ။ဒါကို pick boot sharing လို့ခေါ်တယ်။ဒီဇန်ညွန်းမှာတင်ကဝက်ပါ။လင်းလေသူကလေသမားပါ။သူတို့ရဲ့အလုတ်ကတင့်ကိုအစီတိုးအောင်မွေးပြီးမှတပ်ဖို့ပါပဲ။ဒီဇန်ညွန်းကအပိုင်းတစ်ကလို့အလုတ်နဲ့မောခေါ်တာမဟုတ်ဘူး။သူကစိတ်ခံစားမှုဆိုတဲ့ emotion နဲ့ယုံကြည်မှုဆိုတဲ့ trust ကိုတည်ဆောက်တာပါ။သူတို့ရဲ့ profile တွေကိုကြည့်လိုက်ပါ။အများစုက အာရှတိုင်ဖွာအနောက်နိုင်ငံဒုမဟုစင်ကာပူဟောင်ကောင်မှာအခြေချနေထိုင်တဲ့ယူကီတန့်ပြန်ပြီးအောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်ပုံစံမျိုးတွေပါသူတို့ကတင့်ကို good morning ညစာစားပြီးပြီလားဒီနေ့လို့အဆင်ပြေလားဆိုပြီးနေ့တိုင်း message ပို့ပါလိမ့်မယ်ဒါကို the fattening web meeting အဆင်လို့ခေါ်တယ်ဒါကရက်တပတ်တွေတစ်ခါတလေလာပေါင်းများစွာကြာနိုင်တယ်သူတို့ကတင့်ရဲ့အားနည်းချက်တွေ အိမ်မက်တွေကိုနားထောင်ပေးမယ်။သူတို့ရဲ့အတူရောင်ဘဝဇလံဥပမာကွာချင်းထားပြီးတယောက်တည်းရုံးကန်ထရာပုံတွေကိုပြောပြပြီးတင့်ရဲ့ကိုချင်းစာစိမ့်နဲ့ယုံကြည်မှုကိုအပိုင်စီးပါလိမ့်မယ်။တင်းကသူ့ကိုမိတ်ဆွေကောင်းတယောက်ဒါမှမဟုတ်ချစ်သူတယောက်လောက်တော့စတင်ခံစားလာတဲ့အချိန်။အဲ့ဒီချိန်မှာဇက်ညွန့်ကပြောင်းပါပြီ။တနေ့မှသူက"အော်ဒါနဲ့ငါမလေးစီကအတွင်းတင်းတစ်ခုရထားတယ်ခရစ်ပတိုမားကတ်မှာ" တေချာပေါက်အမျက်ရမယ် signal ဆိုပြီးစကားဆက်လာမယ်။ဒါမှမဟုတ်ငါအမျက်တုံးနေကြ investment app လေးအရန်ကောင်းတယ်ဆိုပြီး screenshot တခုချပြန်မယ်။အဲ့ဒီ screenshot ထဲမှာသူ့ရဲ့အတူအယောင်ရကောင်တွေကဒေါ်လာတောင်းကျင်တဲ့အမျက်ငွေတွေကိုတင်သွေးရပါမယ်။သူကတင့်ကိုစမ်းကြည့်ပါလား။ငါကူညီပေးမယ်လို့ပြောလာမယ်။ဒီနေရာမှာသူတို့ရဲ့နီးပညာပိုင်းဆိုင်ရာထောင်ချောက်စခဲ့ပါပြီ။သူတို့ပို့ပေးလိုက်တဲ့ app ဒါမှမဟုတ် website က တခဲ investment platform အစီမဟုတ်ပါဘူး။ဒါဟာသူတို့ကိုယ်တိုင်ထင်းချူထားတဲ့အတုအယောင် fake platform တစ်ခုပါ။အထဲမှာခဏန်းတွေ crafty အားလုံးကသူတို့ကြိုက်တယ်လို့ပြောင်းလို့ရတယ်။ကိန်းကနတ်အတူတွေပါ။သင်ကယုံကြည်မှုနဲ့ဒေါ်လာတလာလောက်အရင်စမ်းထည့်ကြည့်မယ်။အဲ့ဒီ app အတူထဲမှာသင်ရဲ့ဒေါ်လာတလာကဒေါ်လာတလာ90ဖြစ်သွားတာကိုတွေ့ရမယ်။စကန်ပါကတွေ့လား။တွေ့တယ်။အဲ့ဒီဒေါ်လာတလာ90ကို အခုချက်ချင်းပြန်ထုတ်လိုက်လေလို့ပြောမယ်။တင်းအံအောသွားမယ်။ပတ်စံကတင်းဗန်တဲ့ကိုတကယ်ပြန်ဝင်လာတယ်။ဒီတစ်ခေါက်ကတင်းလေသမားကိုရောစနစ်ကိုရောလုံးဝယုံသွားပြီ။အခုတချင်းတကီလ်အစင်ရောက်သွားပြီ။နောက်အပတ်မှာအခွင့်ရေးကြီးတစ်ခုလာတော့မယ်။ဒါကတနေ့မှတစ်ခါပဲပေါ်လာ။မင်းပတ်စံအကုန်ထဲစင်တယ်လို့တိုက်တွန်းပါတော့မယ်။တင်းကသူ့ဘောထားတဲ့ချစ်ခင်မှုဆိုတဲ့ emotion ပတ်စံတကယ်ထိုးလို့ရခဲ့တဲ့ယုံကြည်မှုဆိုတဲ့ trust နဲ့ပတ်စံလိုချင်တဲ့လောဘပေါင်းပြီးတင်းရင်ငွေစုစာအုပ်ထဲကအကုန်ဒါမှမဟုတ်အိမ်ရောင်းကားရောင်းချင်းရင်ပြီးရလာတဲ့ပတ်စံတွေအားလုံးကိုအဲ့ဒီ app အတူထဲမှာထည့်လိုက်ပါတော့မယ်။တင်းပတ်စံထည့်ပြီးတဲ့နဲ့အဲ့ဒီ app ထဲမှာတင်းရင်ငွေပမာဏကအများကြီးတိုးလာတာကိုတွေ့ရမယ်။ဒါပေမဲ့တင်းအဲ့ဒီပတ်စံတွေကိုပြန်ထုတ်ထုတ်ကြိုးစားတဲ့အခါ error ဆိုတာပေါ်လာပါပြီ။တင်းအကောင့်ကိုခဏပိတ်ထားပါတယ်။ ငွေထုတ်ရအကြဝင်ငွေခွန်တက်တုံးစီပြခင်လုံးအငင်းပေးဆောင်ပါ international transfer fee လွှဲကဒေါ်လာ9000အငင်းလွှဲပါတင်ထိတ်လန့်သည်တင်းရချွတ်သူ scammer ကိုတော်ပြောတဲ့အခါသူကအော်ဟုတ်တယ်ဒါကပုံမှန်ပါပဲတက်ဆောင်လိုက်တာနဲ့ချက်ချင်းရပြီငါလက်ဆောင်ရတယ်ဆိုပြီးတင်းကိုပတ်စံထပ်လွှဲခိုက်ပါလိမ့်မယ်တင်းပတ်စံထပ်လွှဲပြီးရင်လွှဲနောက်ဆုံးတင်းမှာ လုံးဝမလွှမ်းနိုင်တော့တဲ့အခြေအနေရောက်သွားတဲ့အခါအဲ့ဒီချစ်သူလည်းပျောက်သွားမယ်အဲ့ဒီ website လည်းပျောက်သွားမယ်တင်းရဲ့ပတ်စံတွေအားလုံးလည်းပျောက်သွားပါပြီ web ကိုတပ်ပြီးသွားပြီးဒီစုံစမ်းထောက်ထားမှုဇန်ညွန်းစေကိုအဆုံးထိကြည့်ရှုနားထောင်ပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ် big boo charging ဆိုတာအချစ်နဲ့လောဘကိုပေါင်းပြီးဖွဲ့ထားတဲ့အရန်အန်ဒီရဲ့ကြီးတဲ့ဇန်ညွန်းတစ်ခုပါခဏရဲ့ share တစ်ချက်ကဒီလိုလူမားပွဲ message တစ်စောင်ရဲ့နောက်ွယ်မှာအန်ဒီရဲ့ရှိနေမတိသေးတဲ့လူတစ်ယောက်ကို အသိပညာပေးပြီးကဲတင်နိုင်ပါတယ်ဒီအရေးကြီးတဲ့အကြောင်းအရာကိုကိုမိသားစုတငယ်ချင်းတွေကိုအခုပဲမျှဝေပေးပါနောက်အပိုင်း၃မှာတော့ပို့ပြီးကြောက်စရာကောင်းတဲ့နိုင်နယ်မှုတစ်ခုအကြောင်းကိုဖန်ချပါမယ်စကမာကတင်းကို app တစ်ခုတွင်ခိုင်းမယ်အဲ့ဒီ app ကတင်းရဲ့ phone screen ကိုသူတို့ကတိုက်ရိုက်မြင်နေတာပြီးတင်း bank account တွေကပတ်စံတွေကိုတင်းမတိလိုက်ဖဲခိုးယူသွားမယ် the trojan horse app ဇာညုအကြောင်းဆက်လက်တင်ပြသွားပါမယ်